မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာနေဝင်းဝင်းလွန်စေးရေးသားသောကျွန်တော်၏အဖေနဲ့ထူးခြားသောအတိတ်နမိတ်ဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ကျွန်တော်အဖေဥပထွေးသည်အသက်65နှစ်ကျော်နေသည့်အတိုင်းအရက်ကိုဆွဲမြဲစွာတောက်နေစေ ဘယ်ချိန်ကာလစတင်အရက်တောက်ခဲ့ဒီကိုကျွန်တော်မသိတတ်နိုင်တော့လဲကျွန်တော်လူမန်းတိတဲ့စကလေးကအဖေအရက်တောက်နေဒီကိုမှတ်မိနေသည်အရက်တောက်မှုကြောင့်အမေနဲ့လည်းမကြခဏစကားများရံဖြစ်ကြသည် အမေမှာမိသားစုအတွက်ရုန်းကန်ရှာဖွေရသည်နှင့်နားရသည်မရှိခဲ့အရက်ကိုဆွဲမဲစွာတောက်နေတော့လဲကြမ်းမာရေးကောင်းဝင်သည်ကြမ်းကြမ်းမာမာတွတ်တွတ်လက်လက် သို့တော်လည်းအဖေဤဟာခွက်ကိုအလစ်ချောင်းနေသောတွေးရိုးရောဂါရှိနေသည်ကိုအဖေကမသိမိသားစုဝင်များလည်းမသိခဲ့ကြတရက်မှဖြင့်အလစ်ငိုက်ချောင်းနေသောတွေးရိုးရောဂါကအဖေကိုအလဲထိုးအနံ့ယူခဲ့ချေသည်ညဦးပိုင်းအဖေအရက်မူလာသဖြင့်ထုံစံတိုင်းအဖေနှင့်အမေစကားများကြပြန်သည်စကားများပြီးနောက်မူးမူးနှင့်အိတ်ရှိကွက်ပြစ်တွင်အိမ်ညီပလာနှင့်အဖေအိပ်ပျော်သွားခဲ့သည်မနက်9နာရီခန့်တွင်ဝူဝဝဗလုံးပထွေးနှင့်အော်နေသောအဖေတန်းကြောင့်တိမ်သားလုံးလန့်နိုးကြကအဖေကိုအပြေးလွှားတော့ကြည်ကြသည် ညပိုင်းအင်ဂျီဗလာနဲ့အိတ်ဆက်ခဲ့၍အေးဘက်ကလင်ငန်းဖြစ်ပြီးကိုတချမ်းတည်သွားခဲ့ပါသည်။အဖေလင်ငန်းဖြစ်သည်ကိုကျွန်တော်ရောက်ခါကိုထွန်းတင်ကနှိမ့်နယ်ကုသပေးသည်။ဆေးရွက်ဆေးမြက်ဆေးဥများရှာဖွေစုဆောင်းကအိုးတလုံးနှင့်ကြို၍ချွေပေါင်းခံပေးသည်။ပါဇက်ရွယ်ရှာလိတ်နေသည်ကို စေလိန်အတွင်းတူဝင်နေသောရှာကို လက်ကင်ဘွားအသေးနှင့်ပတ်၍အသားယာဆွဲဆန့်ထုတ်သည်။တစ်ဖက်ကလည်းဆရာဝန်နှင့်ကုသသည်။ အဖက်ဖက်မှနှီးမျိုးစုံနဲ့ကုသမှုကြောင့်အဖေသည်မိမွေတိုင်းဖမွေတိုင်းအထိပြန်မကောင်းလာတော့လေညာဘက်ခြေထောက်တစ်ဖက်စာစာနဲ့တုတ်တချောင်းထောက်ကလမ်းလျှောက်လာနိုင်သည်ဘဲဘက်လက်ကောင်းဝင်တော့လေညာဘက်လက်ကအနှဲငယ်များသာမြောက်နိုင်၊ကိုင်းနိုင်၊ဆန်နိုင်လုံနိုင်သည်လက်ချောင်းကလေးများကကင်တွယ်ရေးမရတော့လေငန်းကြောင့်ထမသွားနိုင်ခင်ထိတော့အဖေနဲ့အရက်အဆက်ပြတ်ပေးနေခဲ့သည်တော်လာနိုင်ပြီဆိုသည့်အခါအဖေအရက်ပြန်တော့တော်သည်ခါတိုင်းလိုတစက်စက်မဟုတ်တော့လေ မနက်ညက်နေနှစ်ကြိမ်ကဖြင့်ဒုကောက်ထောက်ကအရက်ဆိုင်တို့တွားမြဲတောင်းမြဲအရက်တောက်တော့လဲအဖေက သူ့ဤငယ်ချင်းတိုင်းမနက်9နာရီတွင်ပုံမှန်ဖျားဝတ်ပြူမြဲဖြစ်သည်လင်ငန်းဖြင့်ကိုတချမ်းသေးပြီးနောက်ပိုင်းအဖေဖျားဝတ်တတ်သည်ကိုယနေ့တိုင်းမမေ့နိုင်သေးပါညာဘက်လက်မမြောက်နိုင်သည်မို့ဘယ်ဘက်လက်တစ်ဖက်တည်းထောင်လျက်ကအဖေဖျားဝတ်ပြူပါသည်အဖေလင်ငန်းဖြစ်ပြီး9နှစ်ခန့်အကြာတွင်အမေဆုံးသည်အမေဆုံးပြီး2နှစ်ခန့်အကြာတွင်ညီလေးမောင်ကြီးမင်းဆုံးမပြန်သည် ညီလေးမောင်ကြီးမင်းဆုံးမပြီးနောက်အဖေတယောက်တည်းထားရန်မဖြစ်သည်မို့ညီမလေးမမြဝင်းနေအိမ်တွင်အဖေကိုနေစေခဲ့ပါသည်ရန်ကုန်မှနေသည့်အကိုကြီးနှင့်ကျွန်တော်ကအဖေစားဝတ်နေ၍စေဝါကုသရေးကိုတာဝန်ယူ၍ညီမလေးကအနီးကပ်ပြုစုသည်ကြံရှိညီငယ်ညီမငယ်များကအစဉ်ပြေသလိုအဖေကိုပြုစုဆောက်ရှောက်ကြသည်အမေဆုံးမပြီးနောက်ပိုင်းအဖေသည်အရက်ကိုလုံးဝမတောက်တော့မနက်ကိုတစ်ချိန်ညတစ်ချိန်ပုံမှန်ဖျားဝတ်ပြူသည်ပရိစိတ်သည်တရားစာအုပ်တွေဖတ်သည် အဖေဤထူးခြားချက်မှာအသက်82နှစ်လွန်သည့်အထိမျက်မှန်တက်ရသည် မရှိခဲ့ခြင်းပင်တခါကကျွန်တော်ခရီးရက်ရှိမှအပြန်အဖေနေမကောင်းကြောင်းသိရ၍အပြေးလွှားသွားရောက်ခဲ့ရသည်အဖေကသတိလင့်နေသည်အဖေပေါင်နှစ်ဖက်မှာတစ်ချောင်းများကဲ့သို့မာတောက်နေသည်မျက်စိမပွင့်အစာမစားနိုင်နှင့်အိပ်ရာထဲလဲနေသည်ဆရာဝန်ကိုအိမ်သို့အားချင်းပင့်၍ကုသရသည်အဖေတွင်သွေးပေါင်းအပေါ်သွေး260အောက်သွေး130အထိရှိနေပြီ ဆီယဝန်ကတနေ့နှစ်ကြိမ်လာရောက်၍တေထိုးစေသွင်း9ရက်ခန့်ကုသပေးသည်မှာ အဖေသတိရကျမ်းမာလာခဲ့သည်အဖေကိုစိုးရင်တော့ကများဖြင့်ဝိုင်းဝန်းပြုစုစောင့်ရှောက်နေကြသောညီကိုမောင်နှမများယခုမှပင်တက်ပြင်းချနိုင်တော့သည်သားသမီးမြေတွေနှင့်စုစုယုံယုံမြင်ရတွေ့ရပြန်တော့အဖေမျက်နှာပြုံးရွှင်စွာဖြင့်စကားဖောင်ပွဲတော်သည်ငါကွာခီးတယ်အပြစ်တင်တဲ့ကားတစ်စီးပေါ်တက်လိုက်သွားတာ ကားဟော်ရောက်တော့အနားထိုင်နေတဲ့ကလေးတယောက်ကိုဘဏ္ဍာရီရှိပြီလဲလို့မေးတာပြန်မပြောဘူးလှဲ့တော်မကြည့်ဘူးကွာဒါနဲ့ငါလဲကြာနီကန်လမ်းစုံလဲရောက်တော့ခုံဆင်းလိုက်တာနေရထိုင်ရတွားလာတာများပေါ့ပါပါကွာဒီလက်တွေခြေောက်တွေများအကောင်းကွာအဲ့ဒီလမ်းစုံကနေတရက်တပင်တင်းချိုင်းကိုလမ်းလျှောက်သွားတာအဖေကလည်းတွားเสียရှာလို့အလိုလိုတွားနေတာကွာစိတ်နဲ့ကိုယ်နဲ့ကတ်တယ်လို့ကိုမထင်တာဟုတ်ကဲ့ပါအဖေရဲ့နောက်ထပ်ဘာရီဆက်ဖြစ်သေးလဲ တင်းကျိန်းသွားတဲ့လမ်းဘေးတစ်ဖက်တစ်ချက်မှာဆောင်းတွေကလကားတွေကာထားပြီးအိမ်လိုနေကြတာအများကြီးပဲကွာမင်းမေတော်တွေ့ခဲ့သေးတယ်မင်းမေကဗတ်တစ်ချက်ကင်ပြီးအခန်းထဲဝင်မဲ့ဆဲဆက်ကနေငါ့ကိုလှမ်းကြည့်နေတာငါလဲဝမ်းသာအားနဲ့လှမ်းခေါ်တာသူကငါခေါ်တာကိုမထူးပဲအခန်းထဲဝင်သွားတော့တာအဖေကနားလိုက်ပြောလိုက်နေပြောမစုံနိုင်သည်ကျွန်တော်နဲ့ညီညီမများကစိတ်ဝင်စားစွာနားထောင်နေကြစဉ်အဲ့ဒါခဏပဲကွာဆက်လျှောက်တော့မကြဘူးတင်းကျိန်းကုန်းကိုရောက်သွားရော ။တင်ဆိုင်ကုန်းနဲ့ရောက်တော့မှတွေ့ရမြင်ရတာတွေကမသတိစရာတွေကွာ။ပေါ်တော့ကငါနဲ့တောက်ဖို့စားဘတ်ဈေးသားကလှမောင်ကြီးရဲ့ဘောလုံးဝင်းသားကအေးမောင်ရဲ့သမီးကျော်ရောက်တဲ့ငပြူးနဲ့ကြံတဲ့သူတွေတော့မသိဘူးကွာ။ခောက်ဆွဲလို့တဲ့ဆက်ကြီးလိုမျိုးတယောက်ကလှဲ့ပေးတယ်။စက်ထဲကနေခောက်ဆွဲလိုမျိုးအမြင်ရှည်ရှည်ဖက်တွေကမစင်နေတဲ့ဒလိန်ထိုးပြီးကြလာတာ။အဲ့ဒါကိုသူတို့ကအလူရဲ့အာဘာရလူစားနေကြတာသူတို့ကိုကြည့်တော့လေကိုလုံးဒီကိုရင်မာလဲအမွေးမြင်ရှေရှေကြီးတွေနဲ့ သူ့ကိုကြည့်ပြီးအော့ကျင်အန်ကျင်လာနဲ့ငါလည်းထွက်ပြေးလာခဲ့တာကျွန်တော်ကအလိုက်သိစွာအေးခံထားသောခက်နှွေးနှွေးရင်းနှွေးချမ်းတစ်ခွက်ကိုအဖေပါဇက်နာ ကတ်တိုက်ပေးလိုက်သည်ကိုတောက်ပြီးအဖေကစကားဆက်သည်ဒီဘက်ရောက်ပြန်တော့သူ့ရက်ကထွဲကမတ်ညိုရဲ့မတ်တင်တောင်းရဲ့တိမ်မင်းနဲ့ဟိုမင်းမတယောက်ကမကလမတို့တစ်တိုက်ကမြေချင်းကြီးတဲ့လက်နဲ့ရက်ထွက်သည်မအီရွယ်တွေတီကောင်တွေကိုလူစားနေကြပြန်ရောကွာသမင်းတွေက ဖားလိုက်ရကြမျက်လုံးကပြူးပြူးနှစ်ဖူးကပြောင်ပြောင်အဝတ်စားမရှိ ငါလည်းဒီကောင်မတွေကိုအချက်ကိုမရှိဘူးဆိုပြီးခဲနဲ့ကောက်ထူပြီးထွက်ပြေးလာခဲ့တာ အဖေတတိလေးမေ့မျောသွားတော့တည်သွားတဲ့သူတွေကိုတွေ့ရတာဆိုတော့သူတွေကမကြွ့မလွတ်ကြသေးတာများလားအဖေရဲ့မြင်ရတွေ့ရတော့ကတော့တကယ်ကိုတွေ့ရတာတားရဲ့အခုပြန်စင်းစားကြည့်လိုက်တော့တားပြောသလိုပဲမကြွ့မလွတ်ကြသေးတာဖြစ်မယ်ဒါနသီလဘာဝနာမရှိဘာကုသိုလ်မှမရှိပဲတည်ခဲ့ကြရတာမို့လွတ်လန်းကခက်လာကြီးပေါ့ကွာဒီတို့ပြောပြီးအဖေငေးငိုင်နေသည်နောက်မှအဖေစကားဆက်ပြောသည် အဖေလည်းကုသိုလ်ကောင်းမှုတွေစူးစမ်းပြီးလုပ်တော့မယ်သားရှေ့ဆက်နေရသမျှအချိန်တွေကိုကုသိုလ်ကောင်းမှုစွမ်းနိုင်သမျှပြုတော့မယ်ဒါမှကို့နောက်ပါမှာတည်သွားခဲ့ပြီဖြစ်တဲ့မင်းရဲ့အမေနဲ့ညီလေးတို့အတွက်လည်းရည်စူးပြီးကုသိုလ်ပြုဖို့စီစဉ်ကြပါကွယ်ဟုတ်ကဲ့ပါအဖေတားစီစဉ်လိုက်ပါမယ်အဖေကိုဂရီဘေဘီနောက်တပတ်ကြာရင်အမေနဲ့ညီလေးမောင်ကြီးမင်းတို့အတွက်ရည်စူးပြီးအဖေရှေ့မောက်တွင်ပဲ တန်ငါငါပါပင်လှူဝဲဝတ္ထုများစက်ကတ်လှူဒန်းပေးခဲ့ပါသည်ကျွန်တော်အဖေသည်လင်ငန်းယောဂါနှင့်ငါးနှစ်ခန့်နေခဲ့ရပြီးအသက်80နှစ်ရွယ်တွင်ကွယ်လွန်ခဲ့သည်မကွယ်လွန်မီနှစ်လခန့်ကပင်လက်မလျှောက်နိုင်အိယာထက်မှပင်လဲလျောင်းနေရသည်အိယာထဲမှပင် စီဝန်းတော့ရသည်အဖေဤတကိုယ်ရေတန့်ရှင်းအဝတ်အစားအိယာကင်းစောင်းကစားနေ့စဉ်တန့်ရှင်းလုပ်ရသည် ဖေဖဲဖက်ပေါင်မှာအိယာပူနာကပြီးတဆူဆူနဲ့ရှိသည်စေတို့စေတော့စေလိမ့်လို့တော့လဲမပြောင်းနိုင်ခဲ့အဖေမမာတော့သည့်ကာလတလျှောက်အဖေနဲ့အနိကနေ၍ပြူစုသည်တောက်ကြလို့နေမျိုးတွင်အဖေနဲ့အတူညဧသည်မနှစောစော အဖေကိုကျုံဝေးပြူစုပြီးမှအိမ်တို့ပြန်လေးရှိသည်ထို့သောတောက်ကြနေအဖေနဲ့အတူဧ၍စနေနေ့မနက်ပိုင်းအိမ်တို့ပြန်သည့်တည့်ရက် တိတိကျကျပြောရလျင်အဖေမကွယ်လွန်မီရှေ့ရက်အလိုမှာဖြစ်သည်အဖေထံမှပြန်လာပြီးကျွန်တော်ဤနေရောက်တော့မနက်9နာရီထိုးလူလူကျွန်တော်အိမ်ထဲဝင်တကားဝါတွင်အိမ်တွင်းမှာဇနီးတွေနဲ့သမီးကြီးတို့ကြည်နေသောရုပ်မြင်သံကြားဆက်ထဲမှာစကားတခွန်းကြားလိုက်ရသည် အဖေသိပြီး ကျွန်တော်စိတ်ထဲထင်ကနေဖြစ်သွားမိသည်ထိုစဉ်ကမြမရုပ်မြင်တန်ကြားမှာပြသနေသောရုပ်ရှင်ဇာတ်ကားမှာမိလာရှိကာဆိုင်းပေတာဖြစ်သည်မင်းသားကျော်ဟင်းနဲ့နေအောင်တို့နှစ်ဦးကမိသူပြောသည်ဟုမမှတ်မိတော့ဇလန်းရသူတို့အဖေနာမည်ကဥအောင်တယ်အဖေသေးပြီဆိုသောဇာတ်ကားတန်ကြောင့်ကျွန်တော်လဲထိုင်ပြီးဇလန်းပြီးဆုံးသည့်အထိကြည်နေမိသည်ကြည်နေရင်းကပင်စဉ်းစားနေမိသည်ငောင်းဝင်လာကမှအဖေသေးပြီလို့ပြောသည်နဲ့တိုက်ဆိုင်နေပါလား အတိတ်နမိတ်စနေတပောင်ပညာရဘာကိုကောက်ရမည်နီကျော်ဟင်းနဲ့နေအောင်တို့၏အဖေဖြစ်သူအမိအောင်တင်ကိုပင် ကောက်ယူရပေမည်တေသူကသူတို့အဖေဖြစ်နေသည်သူတို့အဖေနာမည်အောင်တယ်မှာအောင်ကတနင်္ဂနွေဆိုတော့၁တင်းကစနေဆိုတော့ခုနှစ်တင်းနဲ့ခုနှစ်ပေါင်းလျင်ရှစ်ဖြစ်သည်အိမ်ထဲဝင်လာမှပြောသည်နဲ့တိုက်ဆိုင်နေသည်မို့ငါ့ကိုညှို့ဆိုခြင်းပဲသူတို့တွင်အဖေရှိသလိုငါ့မှာလည်းအဖေရှိသည်ဒီတို့ဆိုလျင်အဖေဆိုသည်ငါ့အဖေကိုဆိုလိုသည်အဖေတို့ကနမိတ်မကောင်း အောင်တွေကိုပေါင်းတော့ရှစ်ဖြစ်သည်မို့အဖေသည်ယနေ့မှစနောက်ရှစ်ရက်မြောက်တွင်ဆုံးပါချေတော့မည်လောထို့သောပင်အတိတ်ကောက်၍ကျွန်တော်စိတ်မကောင်းလားမွေးတပခင်ကျေးဇူးရှင်အတွက်ဘာလို့ပေးရလဲကောင်းမည်နီအတွေ့များခြားတာလဲရသည်နောက်တော့အဖေကိုမကြခဏကြောက်ရွံ့တရားချီးမင်းသည့်ဆရာတော်ကြီးကိုတတိယမိပါတော့သည် တတိယတီနဲ့အဝတ်အစားများလဲကဆရာတော်ကြီးထံတွားရောက်အကျိုးကြောင်းလျှောက်ထားသည်ဆရာတော်ကြီးမိန့်ကြားသည့်အတိုင်းအဖေတို့အစီစဉ်ရတော်သည်နောက်တရက်တွင်ဆရာတော်ကြီးပါဝင်တန်ဃာတော်၅ပါးကိုပင့်ဖိတ်၍ကိုယ်တိုင်ဆွန့်ကပ်လူသည်သင်္ကန်းထီးဖနှက်နှင့်ဝိထုငွေများလှူဒန်းသည်အဖေကိုဖေးမှပေး၍အဖေကိုယ်တိုင်ရေဆက်သွန်းချအမြပေးဝေသည် နေ့စဉ်တန်ဃာတော်၃ပါးအဖေထံစွန့်ခံကြွားရောက်ရန်ဆရာတော်ကြီးစီစဉ်ပေးသည့်အတွက်အဖေကိုယ်တိုင်နေ့စဉ်စွန့်လောင်းလိုသည်အဝေးရောက်အကိုညီညီမများကိုအခုရက်ပိုင်းတွင်အရောက်လာကြဖို့ဆက်သွယ်ခေါ်ယူရသည်လေးငါရက်တွင်ညီကိုမောင်နှမများရောက်နေကြပြီဖြစ်တော်လဲရန်ကုန်ကအကိုကြီးကရောက်မလာနိုင်သည်ဒီရက်ပိုင်းတွင်အဖေအခြေအနေကတနေ့တခြားဆိုးဝါးရလာနေသည်ဝေဒနာတရက်ဆွဲကပ်၍ပြင်းပြင်းထန်ထန်ခံစားရသည်မျိုးတော့မဟုတ်။တတိမယတစ်ချက်ရတစ်ချက်အဖေမျက်လုံးများကတီဝေလို့နေသည် အဖေနှလုံးသွင်းကောင်းစေဖို့အဖေပြုခဲ့သောကုသိုလ်ကောင်းမှုများကိုပြောပြသည်ဆရာတော်ကြီးဟောကြားသည့်တရားတော်များကိုအနှစ်ချုပ်ပြန်၍ပြောပြသည့်အခါအဖေငြိမ်၍နားထောင်နေရှာသည်ဒီလိုနှင့်ပင်တင်းငွေနေသို့ရောက်လေပြီမင်းကိုကြီးမလာသေးဘူးလားသာမနေ့ကထွက်လာပြီလို့တော့ဖုံးဆက်တယ်ဖေကုညက်နေတော့ရောက်မှာပါအော်အေးအေးမိုးလဲနှစ်နာရီရှိလေပြီအဖေမျက်လုံးမပွင့်တော့ တတိကမလို့မျက်လုံးမှိတ်၍မှိတ်နေပါသည် အဖေကိုပွေထားရင်ကဓမ္မဆက်ကြတော့အနတ္တလက္ခဏာတော့ပုဇင်ကတော့မေတ္တာတုတ်တို့ကိုရွတ်ဆိုပေးနေသည်ကိုအဖေကလက်အုပ်ချီထားလိုက်ပြန်ချလိုက်နေနိုင်နေသည်ညနေ၄နာရီခွဲတွင် အကိုကြီးရောက်လာသည်အဖေအကိုကြီးရောက်လာပြီကျွန်တော်ကဝမ်းသာအားရအဖေကိုပြောလိုက်သလိုအဖေကလည်းမျက်လုံးပွင့်လာကအကိုကြီးကိုလှမ်းကြည့်ရင်းပြုံးနေပါသည်တားရောက်ပြီအဖေ အကိုကြီးကအဖေလက်ကိုခပ်ဖွားဖွားကရင်ကျွန်တော်လက်မှာအဖေလက်ကိုလွှဲယူရေးပွေထားပါသည်အဖေနီးမှာဝိုင်းထိုင်နေကြတော့တာသမီမြေးများအလုံးကိုတဦးစီနမ်းနေပြီးနောက်ဆုံးကျွန်တော်ကိုနမ်းပါသည်ကျွန်တော်ကိုနမ်းနေရင်မတိမတာလေးလက်တို့ပါသည်ကျွန်တော်မော့ကြည့်တော့အဖေကခေါင်းညိတ်ပြပါသည်ကျွန်တော်ရိပ်မိပါသည်အဖေသည်သူ၏နောက်ဆုံးချိန်ကိုတိနေပါချေပြီဟုတ်ကဲ့ပါဖေထို့သောပင်ပြော၍အဖေပါပင်ကိုတစ်ချက်အာရပါရနမ်းလိုက်ပြီးနောက်ဂုံတော်ကိုပါမေတ္တာတို့အနတ္တလက္ခဏာတို့ဓမ္မစကြာတို့တို့ကိုရွတ်ဆိုပူဇော်ပါ သည်အကိုကြီးကလက်အုပ်ချီထားသောအဖေလက်ကိုဖေးမှကင်နာပေးသည်အဖေကမျက်လုံးမိတ်နှလုံးသွင်းလျက်နာယူနေပါသည်ဤသို့နာယူနေရင်းကပင်ညနေ6နာရီထိုးလူလူတွင်အဖေတဘဝဇက်သိမ်းပါချေသည်ဒီဗီဒီယိုလေးကိုသုံးသည့်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။